အားလုံးပဲမင်္ဂလာပါစူပါမန်ချန်နယ်လေးကကြိုဆိုလိုက်ပါရနော်ဘေဘီလေးတွေကိုချီပိုချော့မြူတာအပြင်သွားရမှာခေါ်ဆောင်ဖို့တုံးဆွဲတာရဲ့အတွက်မိမိတိုင်းဟာချီပိုလို့ခေါ်တဲ့ဘေဘီကေယူရာလေးတွေကိုတုံးဆွဲလေးရှိကြပါတယ် ချီပိုးလေးတွေကိုမှန်ကန်စွာရွေးချယ်တုံ့ဆက်မှုမရှိဘူးဆိုရင်ဘေဘီလေးတို့သာမကပဲဘေဘီလေးရဲ့အလေးချိန်ကိုချိမထားရမယ်မိမိတို့အတွက်ပါတက်တောင်တက်တာမဖြစ်တာ ကိုလက်အင်္ကာတွေနာကျင်ရတာတံဖြစ်သွားတာတွေခံစားရနိုင်လို့ချီပိုးရွေးချယ်နေတုံ့ဆက်နည်းလေးတွေကိုဒီနေ့စူပါမန်ချန်နယ်လေးကဝင်မြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးစဉ်းစားရမယ့်အချက်လေးကဘေဘီလေးရဲ့အသက်အရွယ်နဲ့အလေးချိန်ပဲဖြစ်ပါတယ် ေဘီလေးဟာမွေးစားကနေ6လအရွယ်လေးဖြစ်ခဲ့မယ်ဆိုရင်ဦးကောင်းနဲ့လေဘင်းကိုလုံလောက်အောင်ပတ်မိုးနိုင်မယ့်မျိုးစားလေးတွေဖြစ်တင်ပါတယ်။ဘေဘီလေးတို့ကိုမိခင်နဲ့အတူခြိနှောင်ခြိပိုးလို့ရတဲ့ rap အမျိုးအစားများမိခင်ရင်ပန်းနဲ့ကပ်ပြီးညနေချင်းဆိုင်ခြိပိုးပေးနိုင်တာမျိုးတွေကိုရွေးချယ်တင်ပါတယ်။6လအထက်ဘေဘီလေးများဆိုရင်တော့ခြေထောက်နဲ့တင်မကိုသဘာဝအတိုင်းခြားထားနိုင်တဲ့ M shape အမျိုးအစားများဖြစ်တဲ့ ်ဘေးလိုက်ချီဖို့ hip seat carrier တို့မဟုတ်ပခုံးတန်းပါတဲ့ချီဖို့မျိုးကိုသုံးဆွဲနိုင်ပါတယ်။သုံးဆွဲမဲ့ချီဖို့ဟာကိုယ်လေးချိန်အမျိုးမျိုးရှိနေနိုင်ပေမယ့်ဘေဘီလေးတို့ရဲ့ကိုယ်လေးချိန်ကိုကောင်းမွန်စွာချီဖို့ထားနိုင်လောက်အောင်ကြံ့ခိုင်မှုရှိမရှိကိုလည်းစစ်ဆေးဖို့အကြံပြုချင်ပါတယ်။ဒုတိယအချက်ကတော့အငယ်မရှိကိုင်းငယ်ချီဖို့ပုံစံရွေးချယ်မှုပဲဖြစ်ပါတယ်။ဘေချီဖို့ကိုသုံးဆွဲသည်ဖြစ်စီ ဘေဘီလေးတို့ရဲ့မျက်နှာကိုဖုံးအောင်မနေစေသင့်ပေအသက်ရှူရာခက်ခဲမှုမဖြစ်စေပေအသက်ရှူလမ်းကြောင်းပွင့်နေသင့်ပါတယ်ဘေဘီလေးအစ်စ်လွဲမှုမဖြစ်စေရန်အတွက်လည်းဘေဘီလေးတွေရဲ့ဒူကောင်ဟာဝမ်းပိုက်ထက်မြင့်ပြီးခြေထောက်များဟာအံပုံစံဖြင့်ကွေးနေစေရန်လည်းလိုအပ်သေးတာပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကလေးကတော့ဘေဘီလေးတို့ရဲ့ကိုယ်ကိုချီထားရမယ့်သူတွေနဲ့မိမိတို့အတွက်တတ်တောင့်တတရှိဖို့အတွက်ပဲဖြစ်ပါတယ်။ ချီပိုးဟာတနေ့ရရမှာဖီးအားတွေများနေပြီးဖိမိနေခြင်းဥပမာပခုံးအပေါ်လေးချိန်များနေရခါပေါ်ဖီးအားများနေရအဲ့လိုမျိုးမဖြစ်ပေဖီးအားတွေကိုညီမျှစွာ ဖြန့်ပေးနိုင်တဲ့အမျိုးအစားဖြစ်ရပါမယ်ဒါမှသာအချိန်ကြာချီပိုးမဲ့သူတွေအတွက်လည်းတက်တောင့်တသားရှိချိန်မှာပဲဖြစ်ပါတယ်ချီပိုးမဲ့သူဟာကိုယ်ခန္ဓာအရွယ်အစားမျိုးမျိုးရှိနိုင်တာမို့လို့ချီပိုးဟာလည်းအရွယ်အစားချင်းချင်းမှုရှိရမှာဖြစ်ပြီး မိမိကိုခန္ဓာနဲ့လေကိုင်းကြီးကတတောင်တတာဖြစ်တာကိုလေရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ချိတ်ဆက်ရာတက်စင်တက်ဖြုတ်ရာလွယ်ကူမှုကိုလေထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ်။တခြားသူတို့အခုကြီးမလို့ပဲမိမိဘာသာဖြုတ်တဲ့ပြုတ်လုံနိုင်ဖို့လေလိုအပ်တာမျိုးပဲဖြစ်ပါတယ်။ baby လေးကိုမထည့်သွင်းမီမိမိဘာသာကောင်းမွန်စွာကြံ့ကျင်စွာအလွယ်တကူဖြုတ်တဲ့ပြုတ်လုံနိုင်အောင်လေးချင်မိမာသာ baby လေးကိုထည့်သွင်းဆက်သက်သုံးဆွဲတင်ပါတယ်။ ကလေးချစ်ဖို့ရွေးချယ်ပြီးနောက်မှာစနစ်တကျသုံးဆွဲတတ်ဖို့လည်းလိုအပ်တာပဲဖြစ်ပါတယ်။ဘေဘီလေးတို့ကိုမှန်ကန်တဲ့အနေအထားနဲ့ချစ်ဖို့ဖို့ကလည်းအရေးကြီးပါတယ်။ညနေချင်းဆိုင်အင်ဝက်ကယ်ရီချစ်ဖို့နည်းကဦးကောင်းတဲ့လေဘင်းကိုထောက်ခံပေးပြီးမိဘရဲ့ရင်ပတ်နဲ့ကတ်ထားတဲ့ချစ်ဖို့နည်းဖြစ်ပြီးငွေကင်းစားကလေးများအတွက်အထူးတင့်တော်တာပဲဖြစ်ပါတယ်။ဘေးတိုင်းဒါမှမဟုတ်ကျောပိုးချီနီ outward carry ကတော့ လေပင်ချက်သားများတတ်မာလာတဲ့အရွယ်ဖြစ်တဲ့6လအထက်ဘေဘီလေးများအတွက်ပုံမိုတည်တော်ပါတယ်။ခြေပိုးအတွင်ရောက်ရှိနေမယ့်ဘေဘီလေးတို့အတွက်ကိုလည်းဒီချက်လေးတွေကိုထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ်။ဘေဘီလေးရဲ့မိစီဟာရင်ပတ်နေထိမနေရပါဘူး။ခြေပိုးဟာဘေဘီလေးရဲ့နောက်ကျောပြင်တစ်ခုလုံးကိုတိုင်းဖက်ထားသလိုဖြစ်ပြီးအလဲအလတ်မရှိ ထောက်ပံ့နေစေရပါမယ်။ဘေဘီလေးရဲ့ခြေထောက်များဟာ ဖြောက်တန်းမနေစရာပဲတဘာဝတိုင်းသာကွေးနေစေတမာရယ်ဘေဘီချီပိုးကိုတုံးဆွဲရမှာစာမြင့်ချိန်ဟာလေဘေဘီတို့အတွက်အရန်ကိုအရေးကြီးပါတယ်ချီပိုးတုံးဆွဲခြင်းကဘေဘီတို့ရဲ့ကြောရွံ့တဲ့အစ်စ်များကိုဖိအားဖြစ်စေတာကြောင့်ဝေကင်စာကနေ၃လအထိဘေဘီလေးများကိုချီပိုးတုံးဆွဲရင်တစ်ချိန်မှာမိနစ်20 30ထက်မပိုသင့်ပါဘူး၃လအထက်ဘေဘီလေးများကိုတော့ချီပိုးတုံးဆွဲမယ်ဆိုရင် တစ်ချိန်မှာတနာရီနဲ့နှစ်နာရီအထိချိန်နိုင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့လေဘေဘီလီရောချိန်ပိုးတဲ့သူရဲ့အချိန်အပေါ်မှာလေဝူတီပါသေးရဲ့။ချိန်ပိုးတုံးဆက်နေတဲ့အချိန်မှာဘေဘီလီတို့ဟာတက်တောင့်တတာဖြစ်နေပုံမရတာငိုနေတာမျိုးဆိုရင်တော့ဘေဘီလေးကိုချိန်ပိုးကနေဖြုတ်ပြီးလေဝင်လေထွက်ကောင်းထားပေးဖို့အကြံပြုချင်ပါတယ်။နောက်ထပ်ရေးကြီးရဲ့အချက်လေးကတော့ချိန်ပိုးနဲ့ဘေဘီလေးဟာ ရော်ရဲနေအောင်ထားထားလို့ရင်လေ ်ဗေဘီလေးလှုပ်ရှားပြီးအနေထားပြတ်နိုင်တယ်လို့ထွက်ကြတာမျိုးနဲ့ချီပိုးထားရသူကိုဟန်မမှန်တာမျိုးတွေဖြစ်စီပြီးချီပိုးထားသူကို နာကျင်ကြက်ခဲမှုတွေဖြစ်စီနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဗေဘီလေးတို့ကိုချီပိုးသုံးစိတ်ချိန်တိုင်းမှာဗေဘီလေးဟာပုံစံကျမှုရှိမရှိတတောင်တတာရှိမရှိအသက်ရှူရအဆင်ပြေရှိမရှိအချက်ကလေးတွေကတော့အမြင်နဲ့တတိရှိရှိစစ်ဆေးနေတဲ့အကြောင်းကိုစူပါမန်ကဝေမျှပေးလိုက်ပါပဲ ဖြစ်ပါတယ်။ နားဆင်ပေးရတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။မမီနဲ့ဘီဘီလေးတို့အတွက်ဘဟုတ္တရာစရာအချောင်းရလူတွေကိုကျမတို့ရဲ့ Superman Channel လေးမှာအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။